ဒီဗီဒီယိုလေးတွေ့ပြီးတော့အရန်အရန်သဘောကြပါရယ်မင်းသားကိုအရန်အထင်ကြီးမင်းသားကိုအရန်လေးစားပါရယ် အလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကြော်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့အရင်ရက်ကပေါ့နော်မင်းသားလေးအောင်စပူကပွဲကနေနေပေါ့နော်သူ့ကိုလာကြည့်တဲ့ပြိတ်သက်ထဲကပေါ့နော်သူ့ကိုစူးချတဲ့သူကခြေထောက်နဲ့ကန်ပြီးတော့စူးချတာဗျတငယ်ချင်းတို့ရောဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီလားဗျနော်မကြည့်ရသေးဘူးဆိုရင်ကျွန်တော်နဲ့အတူတူအစအဆုံးလိုက်ကြည့်ပေးဦးဗျနော်ဒီထဲမှာဆိုရင်မင်းသားလေးအောင်စပူကပေါ့နော်သူစိတ်မဆိုးပဲနဲ့ဇက်ကနေတာကိုပေါ့နော်ဆက်ပြီးတော့ကနေတယ်ဗျသူ့ရဲ့ရင်ထဲမှာတော့တခုခုခံစားလိမ့်မယ်လို့ထင်နေဗျနော်သူမတွေမဟုတ်ပါဘူးဘေးနာ ကြည်နေတယ်ကျွန်တော်တို့တွေတောင်မှဒါစိတ်တူမိတယ်ဗျဒီစူးချတဲ့ဦးလေးကြီးပေါ့နော်မင်းသားတယ်မဟုတ်ဘူးတခြားသူတွေကိုလည်း तू ကမချီမငံနဲ့ဆက်ဆံသေးတယ်ဗျသူ့ကိုကြည့်ရတာတော့ဗောဗျာเนาะပတ်စံရှိရင်ဘာမဆိုလှုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကြီးဗျကဲတငယ်ချင်းတို့လည်းအစအဆုံးကျွန်တော်ရဲ့ဗီဒီယိုလေးမှာ like ကြည့်ပေးဦးဗျာเนาะ ချီဟုတ်ဗျာနော်ပတ်စံကိုတရွက်ချင်းစုချတရောင်းသားပေးနေပေးတာပေါ့ဗျာဒါစုချတာနဲ့မတူတော့ဘူးဗျာနော်ဒီမှာလဲနောက်တစ်ယောက်ဗျာနော် ာဆုံးရမှာလာရောက်အပြည့်ပြည့်တဲ့တယောက်စီနိုင်လို့ကျွန်တော်ကနေရောကျေးဇူးနဲ့တူပါတယ်။ဘုရားအလုံးမကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆီစီကြပါဦး။ကျွန်တော်ဒါကတော့မင်းသားအောင်စပူကိုပေါ့နော်6တောင်းနဲ့ကံပြီးတော့စုချတဲ့အခန်းလေးပဲဖြစ်တယ်ဗျာနော်သူတို့ကသူတို့ဇက်ထုတ်ကနေတာပေါ့နော် ကြည့်နော်ကြည့်နော်ခြေထောက်နဲ့ကန်တာနော်မယိုင်းတာနော်သူမပြောနဲ့ဗျာနော်ဘေးနာကြည်နေလူတွေတောင်မှ ဒါစိတ်တို့မိတယ်ဗျာနော်ဘာဖြစ်ဘူးဘာဖြစ်ဘူးအဲ့ကောက်ကိုပြန်ချက်လိုက်ရမင်းကျက်ကတော့တိုးနေပြီနော်လက်ကိုလေးတိုးနေတယ်ဟဲ့ဒါတော့အချိန်တိုင်းမတော်နိုင်ရမှာကွာအားချက်ကိုကြောက်နေတာ မင်းသားဗျာနော်တော်တော်သိကြီးခံနိုင်တယ်လို့ပြောရမယ်ဗျာနော်ဘေးနာကြည်နေတဲ့သူတွေတောင်မှစိတ်တူတယ်ဗျာနော်ဒီလူကလည်းဗျာမူးနေလားယူးနေလားမသိဘူးနော်ပတ်စံရှင်းဘာမှမဆိုလှုပ်လို့ရတယ်လို့ထင်နေတာဗျာခုကြည်တော့ဗျာအသက်ကလည်းတော်တော်ကြီးနေပြီနော်ဒီအရွယ်ချမ်းမှမမိုက်သင့်ပါဘူးအိမ်ဒီရှိရှိတိတ်ခရှိရှိလေးနဲ့တော့နေသင့်နေဗျာနော် မင်းသားအောင်စပူရဲ့စိတ်တက်လေးကိုလေးစားအားကြအတူယူတဲ့သူတွေလည်းရှိသေးတယ်ဗျတချို့ပြိတဲ့တွေကပေါ့နော်မင်းသားအောင်စပူကိုအရန်လေးစားဖို့ကောင်းတဲ့မင်းသားဆိုပြီးတော့ပြောလာကြတဲ့ဇကားလေးကိုလည်းကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်ကြရအောင်ဗျာနော်မင်္ဂလာပါဒီဗီဒီယိုလေးတွေးလိုက်တဲ့လူများရှိလားဗျကျွန်တော်ဒီဗီဒီယိုလေးတွေးပြီးတော့အရန်အရန်သဘောကျပါရဲ့မင်းသားကိုအရန်အထင်ကြီးမင်းသားကိုအရန်လေးစားပါရဲ့ ဘာကြောင့်လဲဆိုတော့မင်းသားရဲ့ဗျာဒီခန်ဒီတီးခန့်ခြင်းတရားတော်တော်ကောင်းတာကို့ကိုဗျာစင်ပေါ်တက်လာပြီးကို့အားပေးနေတဲ့ပရိသတ်တွေရှိမှခြေထောက်နဲ့ကန်ပြီးတော့ကွာပတ်စံစူးကြတော့အခုကျွန်တော်တောင်းမဲ့နေတော့အခုဆိုပြီးတော့မှဒါတော့ဒါသူချက်ကလေးပိုက်ထားလို့ချက်လေးလည်းမပိုက်ထားလို့လုံးလို့ချီပြီးတော့သူပြောမဲ့ပုံစံမျိုးလေးမှရှိတယ်တကယ်အပြုတ်မှုလေးရောတကယ်ဒီဒီဝါလာလေးကိုအရင်တဘောကြလို့ပါခင်ဗျာပြီးတော့မင်းနာကပြီးတော့ဇက်ကိုလည်းဆက်ပြီးတော့အေးစေးစေးထက်ပြီးတော့ကာဝရတယ် အဲ့လိုပုံစံကွာလို့ရိုင်းရိုင်းဆိုင်ဆိုကဘာတကူမှမဖြစ်ပါဘူးတကယ်သဘောကျလေးစားပါရယ်ကဲအောင်စုစပွဲကြီးရှိနေတယ်ကျွန်တော်ကြည့်ချင်ပါရယ်ခင်ဗျာတကယ်ဒီနေ့ညီလေးရဲ့ဒီမင်းသားရဲ့ပြုမှုပုံတီးခန့်နိုင်ပုံတကယ်လေးစားလို့ပါခင်ဗျာကျေးဇူးပါမင်းသားလေးအောင်စုလေးဇမင်းသားလေးအောင်စုရဲ့ပွဲမှာဇမင်းသားလေးအောင်စုအော်ပရာကနေတော့ပြဆက်ကနေတော့မှာမလုပ်လိုက်တာလေဆိုတော့လူတစ်ယောက်ကမတ်စတက်ပြီးတော့မတ်အုပ်ထားတယ်ပေါ့နော်မြင်တော့ မတ်စတက်ပြီးတော့သူတို့အော်ပရာကနေတဲ့အချိန်မှာဆွတ်တက်ချတာဗီဒီယိုတနေဆွတ်ချတာမဟုတ်ပဲねသူကတက်လာတဲ့ကလေကျွန်တော်အဲ့ဗီဒီယိုပြမယ်တော့မင်းတက်လာတဲ့က तू ကဘယ်လိုလုပ်လဲဆိုတော့အမှကြည့်လိုက်နော်အမှကျွန်မတက်ခါတယ်ဘာလေးလောက်ထားပြီးတွေ့ပြပေးထားတယ်ဘယ်လိုလုပ်လဲဆိုတော့ तू ਆ လူရှင်တော်တွေကိုအရင်ခြေောင်းနဲ့ကန်ပြီးတော့ခြေောင်းနဲ့ကန်ပြီးတော့ပတ်စံဆူချတာပေါ့လူရှင်တော်ကပထမရှိမှနှစ်ယောက်ကိုဆူချတယ်နောက်နောက်လဲကြတော့မင်းသားကျမမင်းသားကိုမလုံလောက်ဘူးတဲ့ သူကမင်းသားကိုပါခြေထောက်နဲ့ကန်ပြီးတော့ပတ်စံတစ်တောင်းနဲ့တကယ်အုတ်ကန်နေဆွဲထုတ်ပေးတာအဲ့ဒီအပြုတ်ကိုကျွန်တော်လုံးဝလူရှင်တော်လည်းခြေထောက်နဲ့ကန်တာနော်အဲ့လိုမျိုးမလေးမစားတမင်းသေးမှမဟုတ်ဘူးညီသူမဆိုးပေါ့နော်ညီသူချစ်တဲ့သူလေးညီသူမဆိုးညီသူချစ်တဲ့သူမှမဟုတ်တခြားညီသူကိုမဆိုးတဲ့အဲ့လိုနိုင်ထက်စီနေကိုကပတ်စံရှိရကိုကဆုချနိုင်နေဆိုပြီးတော့ဆုချတာကိုခူတုံးလုပ်ပြီးတော့တရင်တဲ့ကိုစော်ကားခွင့်မပြုပါဘူးဒီဗီဒီယိုလည်းအားလုံးမြင်ပါစေပြောစရာလေးရှိလို့စိတ်ထဲမှာဝမ်းနေဝမ်းနေသွားသလို လူတွေရဲ့အပြုတ်မစင်မချင်မဲ့လုပ်တဲ့အပြုတ်ဝင်ကိုကျွန်မပြောချင်ပါတယ်အဓိကတော့ကျွန်မကသဘင်ပညာကိုမြန်တော့တဲ့သူတယောက်ဖြစ်ပါတယ်သဘင်သေးလေးကိုလေးစားတဲ့အားကြတဲ့အတွေ့အယူတွေအထူးသဖြင့်အဲသဘင်ဥက္ကဋ္ဌကိုကိုချစ်ပေါ့နော်ကိုကိုချစ်ဆိုတာကျွန်မရဲ့ကျွန်မတို့အတွက်လေးစားအားထားဂုဏ်ယူရတဲ့အကူတယောက်ဖြစ်ပါတယ်အကူမှမဟုတ်ဘူးတခြားတခြားတော့သဘင်သေးလေးဇမင်းသားတွေကိုလည်းကျွန်မလေးစားပါတယ်အဲ့ဒီထဲမှာမနေ့ကတက်လာတဲ့မနေ့ကတင်လာတာပေါ့နော်သူကဒါပေမဲ့ကျွန်မဒီမနေ့မှတွေ့တာ ဒီမှာမြင်လာတော့သူတို့ကတော့ဒီတိုင်းကြော်သွားပြီးတယ်ဒါပေမဲ့မင်းသားလေးကတော့မျက်နှာမကောင်းဘူးပေါ့ရှင်အဲ့လိုလုံးဝမလုပ်တင်ပါဘူးရှင်ပတ်စံရှိရဲဆိုတိုင်းစော်ကားလို့မပြုတ်ပါဘူးတပင်းပညာသေးမှမဟုတ်ဘူးမိသူတူတယောက်ကမှအလုပ်နေစင်ဖြစ်သည်ဖြစ်စေတခြားဘေးပညာရှင်ဖြစ်စေကိုကပတ်စံရှိရဲဆိုပြီးတော့နိုင်ချက်စင်းနေပတ်စံစုချတာပဲငါဟာငါဘယ်လိုစုချလဲဆိုကြဒါပေမဲ့မင်းသားလေးကလေမျက်နှာတစ်ချက်ပြတ်မသွားအောင် တချက်ပြတ်မသွားအောင်ထိရတာပေါ့ရှင်။ तू ကအရင်တော့စိတ်တူမှာပဲအားငယ်မှာပဲ။ဒါပေမဲ့ तू ကျွန်တော်တောင်းပန်ပါတယ်ဆိုရဲတခွန်းနဲ့ပဲ तू ပြောသွားတယ်ပေါ့နော်။ तू ရဲ့ပြိတ္တတွေကလည်းအားရှိကြပါ။ဒါလေးဘာမှမဖြစ်နိုင်ဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော်။ဝိုင်းပြီးတော့ အားပေးကြရင်ပေါ့တနာစရာလည်းကောင်းပါရဲ့အဲ့တော့ကျွန်မပြောချင်တာကတင်းတင်းတင်းညာတယ်ယူဆော်အားခွင့်မပြုပါဘူးကဲကျွန်တော်ရဲ့ငွေချင်းများဘီယိုလီကောက်တလောက်ပါဗျာနော်ငွေချင်းတို့ရောဒီခြေထောက်နဲ့ကန်ပြီးရောစုချတဲ့လူကြီးကိုဗာများပြောချင်သေးလေးဗျာနော်ဒီလူကြီးကတော့ဒါသပင်သေးတွေကိုနော်မလေးစားတဲ့အပြင်တသက်စော်ကားတယ်လို့တော့ကျွန်တော်ထင်နေဗျာလောကမှာဖတ်ဆန်ရှိရင်ဘာမဆိုလှုပ်လို့ရတယ်လို့သူကထင်ထားတဲ့ပုံစံမျိုးပဲဗျာနော် အဆင့်တန်းရှိတဲ့လူเนาะလူပီသားတဲ့လူဆိုတာဒီလိုပုံစံမျိုးဒီလိုအချိုးမျိုးချိုးတဲ့လူတွေကိုခေါ်တာမဟုတ်ဘူးဗျပတ်စံရှိပြီးတော့เนาะထင်တိုင်းကျဲချင်တိုင်းကျဲတဲ့သူတွေကိုခေါ်တာမဟုတ်ဘူးဗျเนาะဒီပတ်စံရှိတဲ့သူကြီးကိုကြည့်ပြီးတော့ဒီလောက်ရက်ကိုကြည့်ပြီးတော့လူရောက်တရားကိုသွားမေးကြည့်လိုက်ဗျအနည်းဆုံး96ရောက်ကတော့ဒီလူကြီးရဲ့လောက်ရက်ကိုမကြိုက်တဲ့သူပဲအဲ့လူကြီးကိုကြိုက်တဲ့ကျန်တဲ့တယောက်ကတော့เนาะအဲ့လူကြီးရဲ့ဘေးနားမှာမိခိုစားတောက်နေတဲ့သူပဲဖြစ်မယ်ဗျเนาะ သူနဲ့ကင်းရှင်းတဲ့သူတွေကတော့ဒီလောက်ရက်ကိုကြည့်ပြီးတော့လုံးဝထောက်ခံမှာမဟုတ်ဘူးဗျအခုကြည့်နေကျွန်တော်ရဲ့တငယ်ချင်းတွေလည်းပေါ့နော်ဒီလောက်ရက်ကိုဘာများပြောချင်လဲဗျာနော်ဒီလူရဲ့လောက်ရက်မှန်ကန်လားဒါမှမဟုတ်မှားနေလားတငယ်ချင်းတို့ရဲ့ထင်မြင်ယူဆချက်ကလေးကိုလည်းကျွန်တော်အောက်မှာ comment လေးနဲ့ဖြည့်ပေးခဲ့ပါအောင်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျာနော်